အာဆက်ရဲ့ဘန်တွေကိုဝင်စီးတယ်အာဆက်ရဲ့ရင်းနှံလုပ်ငန်းတွေကိုဝင်စီးတယ်အဲရနေတော့ရင်းနှံတွေထုတ်လုပ်တယ်အဲရနေတော့တရားမဝင်မှောက်ခုမားကတ်ကနေရင်းနှံတွေထုတ်ရောထုတ်ရောင်းနေအိန္ဒိယနေနိုင်ငံသားဝင်တွေကိုအခုလက်ရှိစီးရီးယားသမ္မတအခုအာနာရသွားတယ်စီးရီးယားသမ္မတတို့အဖွဲ့ကအဲရနေပြီးတော့ဝင်ငွေလမ်းကြောင်းကိုရှာသွားတာအဲ့တော့ကျွန်တော်တို့ຫນွေဦးတော်လန်ရေးရဲ့အရေးကြီးသောကိစ္စဟာကျွန်တော်တို့ရဲ့လက်နက်လမ်းကြောင်းပဲ ကျွန်တော်တို့ရဲ့ပစ္စည်းလမ်းကြောင်းပဲအဲ့တော့ဒီလမ်းကြောင်းကနေဆက်မှာပဲသွားနေတယ်အဲ့တော့အခုနေဆက်နေသွားဖို့အတွက်အိနေဆက်ကိုထိန်းချုပ်ဖို့အတွက်စစ်ကောင်စီကဘယ်လိုမှသူမထိန်းချုပ်နိုင်ဘူးသူ့ရဲ့အနေအထားအရနေဆက်မှာရှိတဲ့တိုင်းသားပြည်သူကလည်းသူ့ကိုအသိမှတ်မပြုဘူး ။ငါစမ်းမှာနောက်ပြီးတော့ PDF တွေကလည်းစိတ်နဲ့ရေးရရသူ့ကိုအနိုင်တိုက်ခြင်းနဲ့သူ့ရဲ့စစ်သားတွေကိုတိုက်လေစစ်တဲ့ရယူးယူးနေတဲ့အခါမှာသူဒီတိုင်းရင်းသားကိုတိုင်းရင်းသားနဲ့ပဲသူက proxy ခံတာ။အဲ့တော့ BGF နဲ့ကရင်ကိုကရင်နဲ့ proxy ခံပြီး BGF ကိုလုတ်ပိုင်ခွင့်ပေးတယ်။ BGF လုံနေတာကိုမသိကြိုးကြုံပြုတ်ပေးတယ်။ BGF ကိုနေမီတွေပေးတယ်။အခုလိုအဆောက်အဦတွေဆောက်ခံပေးတယ်။အခုလိုကြားဖြတ်မကလို့ဘိမ်းမဲ့ကူကူဘာပဲကူတနင်္ဂနွေလို့တကဘာလုံးကလူတွေကိုကုန်ကူပြီးတော့အဲ့မှာ ဟိုဒီသူ့ရဲ့အဲဒီ organ တွေပေါ့နော်ကိုတွင်းကလီစာတွေရောင်စားရောင်စားသူအဲ့ဒါမဟုတ်အသေးအရေးမကြီးဘူးအဓိကကနေဆက်မှာရှိနေတဲ့ဒီတော်လိုင်းအဖွဲ့အစည်းများရဲ့လက်နက်လမ်းကြောင်းကိုသူကထိန်းချုပ်ခြင်းလားလက်နက်လမ်းကြောင်းကိုထိန်းချုပ်ခြင်းလားလည်းလည်းလည်းကြောင်းကိုထိချုပ်နေထိချုပ်ခြင်းလား အဲ့တော့သူလက်နဲ့ချင်းကလမ်းကြောင်းကိုထိမ့်ချုပ်ချင်တာဖြစ်တဲ့အတွက်သူကဒီဂျက်ကိုအားကိုးလိုက်တယ်။ဒါကြောင့်ကျွန်တော်တော်လိုင်းရဲ့ဘက်ကိုစီးဆင်းတဲ့လက်နဲ့အားလုံးဒီဘီဂျက်ကသွားတာဖြစ်တဲ့အတွက်ဘီဂျက်ကအကုန်သိတယ်ဒီကုစား။ဘီဂျက်အကုန်သိတယ်။အဲ့တော့ဘီဂျက်ခွင့်ပြုထားသလောက်ကျွန်တော်တို့တိုက်လို့ရတယ်။ဘီဂျက်ကစစ်တပ်နဲ့ပေါင်းပြီးတော့စစ်တပ်ကိုခေါ်သွင်းလာတော့အခုဗိုလ်တာဘောရောဆိုအကုန်ထွက်ပြေးရပြီ။ဘောအေအေးဆေးဝါတို့အိမ်မှာရှိတဲ့စစ်ကြောင်းတွေအကုန်ပြေးရပြီ။ ကြောက်ကျင်တာကသူတို့ကိုယ်တိုင်တော်ထဲပြန်ရောက်သွားတာအဲ့ဒီပုံစံနဲ့လေရှမ်းမြောက်မှာဖန်တီးထားတာအဲ့ဒီရှမ်းမြောက်မှာဖန်တီးထားတာကိုတရုတ်နဲ့တရုတ်ကိုစစ်ကောင်စီကနှိမ့်နိုင်နိုင်တယ်ဆိုရင်တရုတ်ကလည်းစစ်ကောင်စီအပေးယူလို့ဖို့တဲ့သူလိုချင်တာကိုရမယ်ဆိုရင်အဲ့ဒီပုံစံနဲ့ရှမ်းမြောက်ကိုထိန်းချုပ်လိုက်တာအဲ့တော့ဝါကိုဖျက်လိုက်တယ်ဝါကိုပိတ်ဆို့လိုက်တယ် မိုင်းလာကိုပိတ်ဆို့လိုက်တယ်ဝါကနေမရတဲ့ဒီကရတော့ပလောင်တို့ကလည်းဒုက္ခရောက်သွားတယ်အဲ့ဒီနေ့စင်းမှာသူတို့ရဲ့ပိုင်ဆိုင်မှုတွေတရုတ်နိုင်ငံမှာပိုင်ဆိုင်မှုတွေနဲ့သူတို့ခေါင်းဆောင်တွေကိုတရုတ်ကဖမ်းပြတယ်သေတံတွေပေးပြတာနေတဲ့စင်းထိမ့်ချုပ်တယ်သူတို့ကိုယ်တိုင်ကလည်းဒီတရုတ်နိုင်ငံကိုအာကိုပြီးတော့စစ်ကောင်စီကိုအာခံခဲ့ကြတာတရုတ်နိုင်ငံကိုအာကိုပြီးတော့သူတို့ကိုယ်တိုင်ရှင်သန်မှုစူးစမ်းခဲ့ကြတာအဲ့တော့တရုတ်အကူအညီနဲ့ တန်းရွှေရဲ့စစ်တပ်နော်ဒီစစ်ကောင်စီရဲ့စစ်တပ်ကို လုံဆောင်ခဲ့ကြရတာအဲ့လိုအနေထားများဖြစ်လာတာဖြစ်တဲ့အတွက်အဲ့ဒါကိုသာစစ်ကောင်စီကထိန်းချုပ်လိုက်နိုင်ရင်တရုတ်ကတဆင့်ထိန်းချုပ်လိုက်နိုင်ရင်စစ်ကောင်ဒီအခုကျွန်တော်တို့ຫນွေဦးတော်လှန်ရေးအဓိက NUG လိုအပ်နေတဲ့ PDF နေလိုအပ်နေတဲ့လမ်းကြောင်းကို ပိတ်ဆို့ပြီးသားဖြစ်သွားမှာပြီးတော့အခုလိုကျွန်တော်တို့ ဝေဖန်မှုတွေဖြစ်လာမယ်သဘောထားကွဲမှုတွေဖြစ်လာမယ်သွေးကွဲမှုတွေဖြစ်လာမယ်တရားတော်တရားလက်ညှိုးထိုးကြတော့မယ်အနေထားကျွန်တော်တို့ချင်းချင်းသွေးကွဲလေစိတ်ကောင်းစီပြောလေပဲကျွန်တော်တို့ကပလောင်နဲ့ဒီတိုင်းသားတွေကိုအပြစ်ပြောလေစိတ်ကောင်းစီကြိုက်လေပဲဒါစိတ်ကောင်းစီဖြစ်စီခြင်းနဲ့လမ်းကြောင်းစိတ်ကောင်းစီဆင်သားတဲ့လမ်းကြောင်းတရုပ်ဆင်သားတဲ့လမ်းကြောင်းပဲကျွန်တော်တို့ပြည်မတော်လိုင်းအင်အားစုများ NUG အပါဝင်အပြင် PDF များနဲ့ဒီနေဆက်မှာရှိတဲ့ဒီတိုင်းရင်းသားညီတော်သုံးဘွဲ့နဲ့ရန်ဖြစ်လေသွေးကွဲလေ တရားတို့ရောအမြင်ဆောင်လေတရားတို့ရောအပြစ်တင်လေစစ်ကောင်စီကြိုက်လေပဲအဲ့တော့သူကတစ်ချက်ခုတ်ဆယ်ချက်လောက်ပြအောင်အကုန်လုံးဖန်တီးထားတာဒါဆိုရင် NUG မှာရှိနေကြသောခေါင်းဆောင်များဝန်ကြီးများဘယ်လိုလုပ်မလဲအခုကျွန်တော်ချပြနေတဲ့ကိစ္စဒီ public ကိုချပြခြင်းဒါပေမဲ့အဲ့ဒီ public ကိုချပြဖို့အချိန်ကျလို့အချိန်ကျလို့ချပြနေတာ အဲ့ဒါတွေအားလုံးကိုကျွန်တော်တို့တော်လိုင်းရေးကိုဥဆောင်နေကြတဲ့ခေါင်းဆောင်များကြုံတွေ့ခံစားနေကြရတာတော်လိုင်းရေးစတဲ့ကလိုအပ်ချက်ရှိတာရိုးရိုးလေးပဲလीကိုကဘလုံးသင်းသင်းကိုတီထောင်မယ်ဆိုရင်ဒီဘလုံးသမားတွေဘယ်ရရှာမလဲအေးဘလုံးသမားတွေအရေးသွေးမြင့်အောင်ဘယ်လိုလုပ်မလဲအဲ့ဒီဘလုံးသမားတွေရက်တီဖို့အတွက်ထင်မကျပတ်စံဘယ်ရရမလဲဘလုံးပဲရဝတ်စားပဲဒီသဘောပဲကိုကတက်တက်တက်ကိုတူထောင်တယ်တော်လိုင်းရေးတစ်ခုကိုတူထောင်တယ်ဆိုရင် အရေးကြီးဆုံးတစ်ချက်ပတ်စံပေးရရမယ်။နံပါတ်၁ချက်လူရင်အားပေးရရမယ်။နံပါတ်၃ချက်သူတို့ကိုတက်ဆင်ပေးရမယ်လက်နက်ခဲယံကိရိယာတွေပေးရရမှာဒီ၃ချက်ဟာဒီတော်လိုင်းကြီးကိုဥဆောင်တဲ့လူတိုင်းမှာအရေးချင်းတစ်ခုအနေနဲ့လိုအပ်တာအဲ့ဒီ၃ချက်ကိုမလုပ်နိုင်ဘဲနဲ့ဒီတော်လိုင်းကြီးကိုဆက်သွားလို့မရဘူး။အဲ့တော့အခုလို့ဖြစ်လာမယ်ထောင်ချောက်ကိုမြင်ရသားနဲ့မြူတော်လိုင်းကြီးကိုဥဆောင်နေတဲ့ NUG က PDF တွေကရောချရတာပဲမျောချရတာပဲရှင်းနေတဲ့ ကိုယ်နိုင်ငံမှာရှိနေတဲ့ဗဂတိပေးထားချက်ပေါ့ဗဂတိအနေထားကနေအဓိကကစစ်ကောင်စီနဲ့မင်းအောင်လှိုင်တို့ငါတို့ပြန်ချနိုင်နေပြန်ပြီးတော့သူတို့တက်ရင်တက်ဖွဲလိုက်ဥလိုတက်မှုလိုက်တက်ရင်မှုလိုက်ဘူကြီးဘူမှုဘူမှုချုပ်တွေအဆဖမ်းနိုင်အောင်လွတ်ပြနိုင်နေဆိုရင်ဘယ်သူနဲ့ပေါင်းရပေါင်းရကျွန်တော်တို့ပေါင်းရမှာပဲပြောချင်တာကအခုဖြစ်သွားတဲ့ကိစ္စမှာတောင်းပလောင အဖွဲ့တဲကပဲတာဝန်ရှိတာမို့ကျွန်တော်တို့လည်းတာဝန်ရှိတာကျွန်တော်တို့လည်းဒီလိုဖြစ်လဲမယ်ဆိုတာမြင်ထားပြီးသားဒီလိုဖြစ်လာတော့မယ်ဆိုတာကိုကျွန်တော်တို့လည်းကျွန်တော်တို့မှလည်းရွေးချယ်စရာမရှိဘူးပေးထားချက်ကဒါပဲအဲ့တော့အဲ့လိုမျိုးဒီတိုင်းသားတွေစီကနေကျွန်တော်တို့အကူအညီရဖို့အတွက်လက်နက်တွေရဖို့အတွက်လက်နက်ရောင်းပေးဖို့အတွက်အကျိုးနဲ့ရောင်းပေးဖို့အတွက်တော့ဤပညာတွေပေးဖို့အတွက်တော့လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ဘူးကိုကအောက်ချုပ်ပြီးတော့ဒီခဏတော့ ဒီညီနောင်သုံးဘွဲ့တွေတခြားတိုင်းသားကောင်းဆောင်တွေအောက်ကျုပ်ပြီးလိုက်ပေါင်းလာတာဟာသူတို့ကမင်းတို့နယ်မြေတွေမှာဟာမင်းတို့နေလို့မရဘူးဆိုတဲ့ဟာမနေပါဘူးငါတို့ခဏနေတာပါဝင်မပါပါဘူးငါတို့ကတို့ဇကိုင်းကို ရွှေ့ပါမယ်မကွေးကိုရွှေ့ပါမယ်ဆိုပြီးတော့နောက်ဆုံးကျွန်တော်တို့ရဲ့ NUG နဲ့ယုံကို PDF ယုံတွေကိုဇကိုင်းကိုရွှေ့ချလိုက်ရတာအောက်ကနေအောက်ကျုပ်ဘာလို့ကျွန်တော်တို့ကနိုင်ကျင်တာကျွန်တော်တို့ကမင်းအောင်လိုင်းကို အနိုင်တိုက်ကျင်တာ မှန်နေကျွန်တော်တို့မင်းအောင်နိုင်ကိုအနိုင်တိုက်ချင်တဲ့စိတ်သက်ရှိတယ်အဲ့အတွက်ကျွန်တော်တို့လမ်းနေအားလုံးလိုက်ရှာတယ်ဒါပေမဲ့ကျွန်တော်တို့မှာဘာရယ်ဒီမှမဖြစ်ခဲ့ဘူးကျွန်တော်တို့ဒီလက်ကြီးဗလာနဲ့နေပြည်တော်ကနေထွက်ပြေးလာတာမင်းအောင်နိုင်အာနာသိမ့်တဲ့အချိန်မှာကျွန်တော်တို့မှာဘာအစဉ်သင့်မှမရှိဘူးဘာပြင်ဆင်မှမရှိဘူးပတ်စံတပြားမှမရှိဘူးဘာအစီအစဉ်မှမရှိဘူးဘလို့စီမံမှမရှိဘူးဘာပြီးရင်ဘာလုပ်ရမယ်ဆိုတဲ့ plan လည်းမရှိဘူး ကျွန်တော်တို့ဒီလက်ကြီးပလာဘွားကနေပြီးတဆင့်ပြီးတဆင့်အားလုံးရဲ့စုပေါင်းအကြံဉာဏ်တွေနဲ့ NCRPA ဖွဲ့ NUG ဖွဲ့အဲ့ရနေပါနေဆက်ကိုရွှေ့နေဆက်တရှိမှာဟိုတိုင်းတိုင်းနဲ့ဆက်သွဲခဏတော့ကဒီအဲဒီတက်ချလှူရှာသူနဲ့ဆက်သွဲအဲ့ရနေမှာပတ်စံပေးရရမယ်ဆိုတော့တကဘာလုံးမှာရှိတဲ့ပြည်သူတွေကနေတဆင့်အခွန်ငွေတွေကောက်အဲ့ရနေမှာတိုင်းသားတွေကိုတပ်ပေါင်းအဲ့ရနေမှာ PDF တွေဖွဲ့အဲ့ရနေမှာပြစပြီးတိုက်ပြအဲ့ဒီလက်နဲ့လမ်းကြောင်းကိုရှာစစ်တင်တန်းတွေပေးဓာမျိုးတွေတော့တဆင့်ချင်းတဆင့်ချင်းကို မူဝါဒအရကိုသီအိုရီအရကိုစာရွက်စာတမ်းအရကိုဖွဲ့စည်းခဲ့ရတာအဲ့တော့ဒီဖွဲ့စည်းခဲ့ရတဲ့အဲ့ဒီဖွဲ့စည်းခဲ့ရတဲ့အနေကြအဲ့ဒီခေါင်းဆောင်များအနေနဲ့အခေါင်းအကိုက်ဆုံးကိစ္စကကျွန်တော်တို့ကဘယ်သူလက်နဲ့ရအောင်ပါလဲဘယ်ကလက်နဲ့ရအောင်ပါလဲကျွန်တော်တို့ဘယ်ကပတ်ဆံရအောင်ပါလဲလူဝင်ရတော့ကျွန်တော်တို့မှာအမြောက်အများရှိလာတယ်ကိုကြီးကိုဟန်နဲ့စီယုံစရာမလိုပဲအများကြီး အများကြီးကျွန်တော်တို့ဟာပါလာတယ်ရှိနေတယ်ဒါပေမဲ့အဲ့နှစ်ခုကိုဘယ်လိုဖြစ်စီအဲ့ဒါကိုရုံးကန်ကြရတာနော်အဲ့ဒါကိုရုံးကန်ခဲ့ရပြီးတိဆောက်မှုတွေလုပ်ရတယ်တိဆောက်ရေးတွေလုပ်ရတယ်ပြင်ဆင်ရေးတွေလုပ်ရတယ်နှိမ့်နိုင်မှုတွေလုပ်ခဲ့ကြရတယ်နောက်ဆုံးတရုတ်ကြီးကထောင်ချောက်ဆင်ပြီးတော့10 20ခုစစ်စင်ရေးကိုမိစိမ့်ပြပြီးလက်နဲ့ပေးတယ်ပဲထားအောင်ကျွန်တော်တို့ကအဲ့ဒါကိုရောချပြီးလိုက်ရမှာပဲ။မအားကြောက်လေအဓိကကကျွန်တော်တို့ကမင်းအောင်လှိုင်တို့ အုပ်စုကိုနှာနုရိုက်ချင်တာမင်းအောင်လဲလို့ကိုဘသူနဲ့ပေါင်ပေါင်တရုတ်ကပဲထောင်ချောက်စင်တာစင်တာဒီပလောင်ကပဲထောင်ချောက်စင်တာဘလို့ပဲစဖြစ်မင်းအောင်လဲတို့ကငါတို့တိုက်ပြနိုင်တယ်ငါတို့တက်ရင်လိုက်သိမ့်နိုင်တယ်စစ်ဌာနချုပ်သိမ့်နိုင်တယ်ဆိုတာကိုလုတ်ပြချင်တယ်အတွေ့အကြုံနဲ့လိုချင်တယ်အဲ့ရနေမှာကျွန်တော်တို့ခိုင်မာမှုရှိဖို့ယုံကြည်ချက်ရှိဖို့လုပ်တယ်ဒီလိုဖြစ်မယ်လို့မဖြစ်ချင်တော့ဖြစ်ရင်လဲဖြစ်ဆိုပြီးတော့ကျွန်တော်တို့ကဒီတော်လှန်ရေးမှာဥဆောင်တဲ့ခေါင်းဆောင်တွေကော တော်လံပြည်သူတွေရော PDF တွေကောဘာမြေပြင်မှာရှိနေတဲ့လူကပါဇက်အပြောမဟုတ်ဘူးတကယ်လို့တာလေအဲ့တော့အဲ့လိုမျိုးအဲ့လိုမျိုးဖြစ်နေတာ ဖြစ်တာဖြစ်တဲ့အတွက်အခုဖြစ်နေတဲ့ကိစ္စဟာအန်ယူဂျီမှာလည်းတာဝန်ရှိတယ်။အားလုံးမှာတာဝန်ရှိတာ။ကြိုးစင်တာက ပလောင်တပွဲတဲကိုထိုးချခြင်းကလည်းမမှန်ပါဘူးကိုကန့်ကိုထိုးချအားလုံးဒီရှိနေတဲ့အနေထားကနေအကောင်းဆုံးကျွန်တော်တို့ဒီပြင်ဆင်ကြတာအကောင်းဆုံးကျွန်တော်တို့ရွေးချယ်ကြတာအကောင်းဆုံးလှုပ်ဆောင်ခဲ့ကြတာအကောင်းဆုံးတိုက်တိုက်နိုင်ခဲ့ကြတာပြောချင်တာကဒီ၃၀၂၀ခုအစစ်စင်ရေးဒီတရုတ်ရဲ့ထောင်ချောက်ပဲဆိုခဲ့ပါအောင်ဒါပေမဲ့ကျွန်တော်တို့အတွက်အကျိုးရှိတယ်အဲ့ဒါလာမဖြစ်ခဲ့ရင်လာရှိုးလို့တိုက်စစ်ဌာနချုပ်ကိုတိုက်ဖို့ဆိုတာလွယ်တဲ့လုံမဟုတ်ဘူး ယနေ့တိလည်းပြန်မတိုက်နိုင်သေးဘူးနော်စစ်ကောင်စီရဲ့တက်ရင်းတွေကိုတိမ့်ဖို့ဆိုတော့လွယ်တယ်လို့မဟုတ်ဘူးယနေ့တိလည်းပြန်မတိမ့်နိုင်သေးဘူးအဲကြောင့်ကျွန်တော်တို့ဒီသမိုင်းတွင်မဲ့ဒီဒီလိုကိစ္စရက်တွေကိုပါဝင်လိုက်ရတယ်။အဲ့ထဲမှာမှတက်တန်းလူသေးတဲ့ PDF တွေ NUG ခေါင်းဆောင်တွေကပါဝင်ခဲ့ရတယ်။အဲအနေမှာဒီတရုတ်ရဲ့အားနဲ့တရုတ်ရဲ့မြောက်လိုက်လို့ကိုထိမ့်ညှို့မှုဘူဟာကနေကိုကလည်းအဲ့ထဲမှာရောထိုင်ပြီးတော့ ကိုယ့်ရဲ့အင်အားကိုတိဆောက်တယ်ကိုယ့်ရဲ့အနေထားကိုတိဆောက်တယ်ကိုယ်ခိုင်မာအောင် လုပ်တယ်ဒီလိုအနေထားကနေတော်လန်ရေးကြီးကရှင်းသင်နေရတော့အဲ့တော့ဒဇုံလုံးအနေနဲ့စဉ်းစားရင်တို့ကတော့မြန်မာနိုင်ငံကိုစစ်ပွဲတွေရက်စီခြင်းနဲ့ဆိုရင်မြန်မာနိုင်ငံကိုလက်နက်စည်းစိမ်မှုတို့တားမှာပဲနှီးမျိုးစုံနဲ့တားမှာပဲအဲ့တော့အခုလက်ရှိအနေထားများရကျွန်တော်တို့ဒီ စည်းလုံးညီညွတ်သောအန်ယူဂျီကိုဥဆောင်နိုင်သောအန်ယူဂျီကိုဥဆောင်မှုပေးမည်ဖြစ်သောတိုင်းရင်းသားခေါင်းဆောင်အစ်စ်အတုတွေမရဘူးနော်လေတွေမရဘူးနော်ဘုဇုတ်ကမော်ဆိုဘုဇုတ်ကမော်ပြောချင်တာကမူတုစေဘောဆိုမူတုစေဘောဥပမာပြောတာမဟုတ်လေအခုဘုသူရှိနေလေဒီ KNU ကစေဦးစီချုပ်နော်ဒီလူတွေကိုတိုင်း ပါတဲ့ခေါင်းဆောင်မှုအဖွဲ့တစ်ဖွဲ့နဲ့အန်ယူဂျီနဲ့ဒီတော်လိုင်းရေးကိုလက်လွဲယူပြီးဥဆောင်ဖို့လိုနေပြီအဲ့တော့ပလောင်ဒေသအတွက်လှုပ်တာမဟုတ်ဘူးတနိုင်ငံလုံးအတွက်လှုပ်တာကချင်းအတွက်လှုပ်တာမဟုတ်ဘူးကရင်အတွက်လှုပ်တနိုင်ငံအတွက်လှုပ်တာအဲ့ဒီခေါင်းဆောင်တွေကအန်ယူဂျီနဲ့ပူပေါင်းဆောင်ရွက်ပြီးအတူတကွအခုရနိုင်တဲ့လမ်းကြောင်းတွေကိုဥမာတရုတ်ကလှုပ်ခြင်းလဲယူလိုက်မှာပဲ ပြီးမှတရုတ်ကိုတစ်ဖက်လက်နဲ့ပြန်ကမ်းမှာဒါမျိုးတွေပေါ့ဗျာရမယ့်လမ်းကြောင်းတွေအားလုံးပြောချင်တာလက်နဲ့ရမယ့်လမ်းကြောင်း drone နည်းပညာရမယ့်လမ်းကြောင်းဖြစ်နိုင်နေဆိုရင်လက်နဲ့ကြီးတွေရမယ့်လမ်းကြောင်းငွေကြေးရှာမယ့်လမ်းကြောင်းငွေကြေးရှာတယ်ဆိုတာလဲကျွန်တော်တို့ဘောင်လွတ်မဲ့အလုပ်တွေပေါ့ဘောင်မလွတ်မဲ့အလုပ်တွေဒါတွေကတော့တို့ဆုံးဖြတ်ရမှာပေါ့အဲ့ဒီလမ်းကြောင်းတွေအားလုံးကိုဒီပြေထိတ်ချုပ်မှုကနေတရုတ်နဲ့ဥမာစီးပွားအခုဆိုရင်ဒါကချင်းလို့လုပ်နေပြီတရုတ်နဲ့မြေရှားနဲ့အပေးယူလုပ်နေတာတွေ တော့ဒါလိုမျိုးပေးယူတယ်မကြခင်မှာထိုင်းနဲ့လည်းလောက်ရမှာပဲအိန္ဒိယနဲ့လောက်ရမှာပဲနော်ဥမာဘင်္ဂလားဒေ့ရှ်နဲ့လောက်ရမှာပဲအဲ့လိုအပေးယူလို့ပြီးကိုဝင်ငွေလာမဲ့လမ်းကြောင်းကိုဘိုးထိန်ချုံတဲ့ပုံစံနဲ့ကျွန်တော်တို့ကတညီတညွတ်တဲ့ဥဆောင်မှုပေးပြီးအခုဖြစ်နေတဲ့အနေအထားများကို အမှန်တိုင်းလက်ခံပြီးစစ်ကောင်စီဖြစ်စေခြင်းနဲ့တရုတ်ဖြစ်စေခြင်းနဲ့အချင်းချင်းသွေးကွဲပြီးလက်ညှိုးထိုးတဲ့ကိစ္စကို ဒေးဖယ်ထားပြီးဒါကြောင့်ဒီငါတို့ရဲ့ပေးထားချက်ဖြစ်တယ်ဒီပေးထားချက်အရာပလောင်လဲဒီလိုပဲလောက်ရမယ်ငါတို့လည်းဒီလိုပဲဒီလမ်းကြောင်းကိုလိုက်ရမယ်မောင်စောက်ခလည်းဒီလမ်းကြောင်းကိုပဲလိုက်ရမယ်ရွေးချယ်စရာမရှိဘူးဘုဇုတ်ထွန်းမြတ်နိုင်လည်းဒီလိုပဲသွားရမယ်ဘုဇုတ်ကွန်မိုးတို့လည်းဒီလမ်းကြောင်းပဲရှိတယ်။ KNU လည်းရွေးချယ်စရာမရှိဘူး။ BGN နဲ့ရင်ဆိုင်ရမယ်ဆိုတဲ့ဒီလမ်းကြောင်းကနေစစ်ကောင်စီရဲ့အားနေချက်အားသာချက်ကျွန်တော်တို့ຫນွေဥတော်လန်ရေးရဲ့အားနေချက်အားသာချက်တွေကို balance လုပ်နိုင်ပြီး အဲ့ဒါကိုမဟာပြူဟာကြကြောင်အမျောမြင်ကြီးစွာနဲ့ဥဆောင်မှုပေးဖို့အရေးတကြီးလိုအပ်နေပြီကျွန်တော်တို့ရေရွက်ချက်ဒီရှောက်တဲ့ရေရွက်ချက်မှန်နေစိတ်ရင်ကောင်းတယ်ရှောက်တဲ့လမ်းမှားခြင်းမှားမယ်ဘာကြောက်လဲအတွေ့အကြုံမရှိဘူးပြဋ္ဌာန်းစာအုပ်မရှိဘူးကျွန်တော်တို့ဒီရေရွက်ချက်ကောင်းတယ်စိတ်ကောင်းစီကို အပီးတိုင်းတိုက်ပြီးတော့ဇီစနစ်ကို ပြောင်းဖို့စူးစမ်းနေတာဖြစ်တာဖြစ်တဲ့အတွက်အဲ့ဒီအတွက် ကျွန်တော်တို့အခုရနေတဲ့သင်ကန်းစာများကိုယူပြီးတော့ကျွန်တော်တို့ဒီ NUG ကတချို့ PDF ကတချို့တိုင်းသားတွေကတချို့တယောက်တချို့တချို့တချို့တွေနေเนาะဝါစီပြေသလို ပြေနေပြီးတယောက်တစ်ပေါက်လုံနေဒါကနေပြီးတော့အခုအမှန်တိုင်းတရုတ်နဲ့မင်းအောင်လှိုင်တို့နဲ့တရုတ်ရဲ့ကစားကွက်ကိုအမှန်တိုင်းလက်ခံပြီး ီတရုတ်နဲ့မင်းအွန်လိုင်းတို့ကိုဘယ်လိုပညာပြန်ပြလို့ရမယ်ဘယ်လိုပြန်ပြီးတော့ leverage လို့ခေါ်တယ်အပေးယူနဲ့ထိန်းချုပ်မှုတွေလုပ်မလဲဆိုတာကိုသေသေးချာချာခေါင်းချင်းဆိုင်စဉ်းစားပြီးဥဆောင်မှုပေးပြီးပေးဖို့လိုအပ်နေပြီဆိုတာကိုမိမောင်းထုတ်တင်ပြလိုက်ရတယ်လိုလဲလိုအပ်နေပြီအဲ့တော့အပြစ်ပြောလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ ဒီတိုင်းပေးထားချက်ရှိနေတာဖြစ်တဲ့အဲ့ဒီထဲကနေအကောင်ဆုံးအန်ယူဂျီခေါင်းဆောင်တွေကပလောင်ခေါင်းဆောင်တွေကကိုကန့်ခေါင်းဆောင်တွေကဝါခေါင်းဆောင်တွေကတခြားတိုင်းသားခေါင်းဆောင်တွေရော PDF ခေါင်းဆောင်တွေကအကောင်ဆုံးစူးစမ်းနေကြတာဗူတာဘောတို့ကအစပေါ့နော်ဗူတာဘောတို့အစုံပေါ့နော်ဗူတာဘောတို့အစုံအကောင်ဆုံးသူတို့စူးစမ်းနေကြတယ်အဲ့ဒီအကောင်ဆုံးစူးစမ်းနေမှုကနေလိုအပ်ချက်တွေရှိမယ်သင်ခန်းစာတွေရှိမယ် ဲ့ဒီသင်ကန်းစာတွေအားလုံးကိုစူပေါင်းဥဆောင်မှုနဲ့အဲ့ဒီအတွေ့အကြုံဒီ၅နှစ်အတွေ့အကြုံပေါ့ဗျာအခုခံလိုက်ရတဲ့အတွေ့အကြုံတွေအားလုံးကိုကျွန်တော်တို့သွေးကွဲမဲ့အစားကျွန်တော်တို့ပိုစည်းလုံးဝမယ်တယောက်တယောက်အပြစ်မြင်မဲ့အစားတယောက်တယောက် dialogue လုပ်ပြီးတော့ပို့ပြီးနားလည်မှုတွေဖြေရှင်းရမယ်အဲ့ဒါမှသာလေကျွန်တော်တို့သွားကျင်နေတိုင်းသာဘောင်းစုံလိုချင်နေတဲ့ federal နိုင်ငံကိုတိဆောက်လို့ရမှာဘာကျွန်တော်တို့ဒီ ပြထန်းစာဟိုအရာဘာဖြစ်ရင်ဘာဖြစ်မယ်သွားနေတာမဟုတ်ပဲကျွန်တော်ဒီစန်းတော်ဝါးနဲ့စမ်းပြီးရှောက်နေရတာဖြစ်တဲ့တွင်ဒီအတွေ့အကြုံတွေအားလုံးဒီကျွန်တော်တို့တွေသင်ငန်းစာဖြစ်တယ်ကျွန်တော်တို့တွေဆရာဖြစ်တယ်အဲ့ဒီကနေအတွေ့အကြုံတွေကနေကျွန်တော်တို့ကဘာမျိုးကောင်းအောင်လမ်းကြောင်းတွေတက်မှတ်ယူမယ်အဲ့ကနေမှစူပေါင်းဥဆောင်မှုဖြစ်အောင်ခေါင်းဆောင်မှုကောင်းအောင်ဒါတွေအားလုံးကို NUG ခေါင်းဆောင်တွေကလည်းရှော့ပေးနေတာဆိုတော့ကျွန်တော်လက်ခံတယ် တိုင်းသားကောင်းဆောင်တွေလည်းရှော့ပဲအပြန်လန်သူရှော့ကိုရှော့နေအခုဖြစ်နေတဲ့အခင်းချင်းအမှန်တရုတ်ကဘာလုပ်တာလဲဘီဂျက်ကဘာလုပ်တာလဲကြားဖြန့်ကဘာလုပ်တာလဲငါတို့လိုအပ်ချက်ကဘယ်ရရမှာလဲငါတို့တခြားမှလက်နဲ့ရစရာမရှိသူတို့စီကပဲမှိန်ပြီးယူနေရအောင်မယ်ငါတို့စစ်ကောင်စီကလည်းတိုက်လို့မရသေးဘူးစစ်ကောင်စီလည်းဝင်လူလို့မရသေးလက်နဲ့ဆက်ယုံလည်းမရသေးဘူးဆိုရင်ငါတို့ကတော့ လက်နဲ့လဲလူနေတာကြီးစံလဲလူနေတာဖြစ်တာဖြစ်တဲ့တွင်သူတို့စီရပဲမှိန်ပြီးတော့ပဲယူနေရအောင်မယ်အဲ့တော့ငါတို့ချီလွန်လဲလို့မဖြစ်အောင်ဘယ်လိုပြန်ကာမလဲဒါမျိုးမဟာဗျူဟာမြောက်စဉ်းစားပြီးကျွန်တော်တို့အချင်းချင်းသွေးကွဲမဲ့အစားအချင်းချင်းပိုပြီးစီလုံးဖို့အချင်းချင်းပိုပြီးကြောချင်းကပ်ဖို့ all in one ဖြစ်ဖို့အရေးကြီးလိုအပ်နေပြီဆိုတဲ့အကြောင်းကိုမိမောင်းထုတ်တင်ပြလိုက်ရတယ် ပြောနေတာကလက်ညှိုးထိုးမဲ့အစားသူ့ကိုလက်ညှိုးထိုးခါရလက်ညှိုးထိုးတာကျွန်တော်တို့ဝါးစည်းပြေသွားရင်စစ်ကောင်စီပဲအကျိုးရမှာကျွန်တော်တို့ဘုသူ့တက်မှာအကျိုးမရှိဘူးဒါကြောင့်ကျွန်တော်တို့ရဲ့အင်အားနဲ့ကျွန်တော်တို့ရဲ့စီးလုံးညီညွတ်မှုကိုစစ်စစ်ကောင်စီကိုခြောက်ခြားစေတယ်အဲ့ဒီစီးလုံးမှုညီညွတ်မှုနဲ့အတူကျွန်တော်တို့ရှစ်တိုးမဲ့ကြာနောက်တလန်းဆုတ်တယ်လို့ပဲကျွန်တော်တို့နောက်တလန်းဆုတ်ပြီးစစ်ကောင်စီကိုအကြီးအကျယ် ပြန်လဲထိုးစစ်ဆင်နိုင်တယ်မြန်တရုတ်နိုင်ငံကဘလောက်ပဲလာရောက်ဆွတ်ပဲဆွတ်ပဲတရုတ်နိုင်ငံကဘလောက်ပဲစစ်ကောင်စီကိုတပဲ့ခံခံဒါဒီကျွန်တော်တို့နိုင်ငံဖြစ်တယ်ကျွန်တော်တို့မြေဖြစ်တယ်ကျွန်တော်တို့စိတ်ကြိုက်လို့ယူလို့ရတယ်ကျွန်တော်တို့နိုင်ငံကျွန်တော်နိုင်ငံကိုကျွန်တော်တို့ခွင့်ပြုပြုမချင်းစစ်ကောင်စီခွင့်ပြုတိုင်းစစ်ကောင်စီရမှာမဟုတ်ဘူးဆိုတာကိုနော်တောင်းပလောင်တို့လည်းအခုတို့ကိုတရုတ်ကအနိုင်ကျင့်တာကိုမခံချင်စိတ်ရှိမှာပဲဝါလည်းရှိမှာပဲ အဲ့ဒါမျိုးဘုဒ္ဓဘောတို့လည်းရှိမှာပဲအဲ့ဒီမခံခြင်းစိတ်တွေကိုအင်အားအဖြစ်ကျွန်တော်တို့ကပြောင်းလဲပြီးစိတ်တဲ့အဖြစ်ပြောင်းလဲပြီးဒီအဲ့ဒါကိုအကုန်လုံးစီးလုံးညီညွတ်စွာနဲ့တိုင်တိုင်မင်းမင်းဟိနိုင်နိုင်နဲ့လှုပ်ဆောင်ဖို့လိုတယ်ဒါကြောင့်လေယာယီသမရကြီးကမြူသားညီညွတ်ရေးအစိုးရရဲ့ဝန်ကြီးများပြည်တွင်းပြန်လာဖို့အဲ့ဒါကြောင့်ခေါ်တာပြောချင်တာကပြည်ပကနေနော်အွန်လိုင်းကနေပြောလို့မြင်လူချင်းမျက်နှာချင်းဆိုင်တွေ့ပြီးခေါင်းဆောင်တို့ face to face ဒီကိစ္စတွေကိုဆွေးနွေးရတော့မှာ အခုလို့ဖြစ်နေတာကိုလွန်ခဲ့တဲ့နှစ်နှစ်ထဲကခေါင်းဆောင်တွေအားလုံးသိထားပြီးသားပြည်သူကိုချမှတ်ပြတာဒီလိုဖြစ်လာတော့မယ်ဒီလိုဖြစ်နေပြီးဆိုတာကိုရွေးချယ်စရာလည်းမရှိဘူးပေးထားချက်ဆိုတာတိုင်းသားခေါင်းဆောင်ဗိုလ်ချုပ်မာဝီရောဆာအကုန်သိတယ်လူတိုင်းသိတယ်ပြည်သူကို public ကိုချမှတ်ပြတာအခုဒီ public ကိုချပြဖို့အချိန်ကြာပြီအဲ့တော့အဲ့ဒီလိုဖြစ်တဲ့အတွက်အဲ့ဒါကိုဘယ်လိုပြုပြင်မလဲဘယ်လိုလုပ်ဒါကြောင့်လေဗိုလ်ချုပ်မာဝီရောဆိုရင်ဒါ တချို့နေမြေတွေကရင်ပြည်နယ်မှာပြန်ပေးလိုက်ရတာဒီလိုအကြောင်းချက်တွေပါတယ်အခုဖြစ်နေတဲ့ပြဿနာအားလုံးတို့သိတယ်လူတိုင်းသိတယ်တကယ်တော်လိုင်းရင်းမှာခေါင်းဆောင်တွေနဲ့ခေါင်းဆောင်တွေတတ်မှုတွေအကုန်သိတယ်အဲ့ဒါကိုကျွန်တော်တို့ကတို့ဒီကြိတ်ပြီးဖြည့်ရှင်းနေကြတယ်စူးစမ်းနေကြတယ်အဲ့ဒီတို့ရဲ့လိုအပ်ချက်ကိုဘလို့ damage control ပေါ့ဘလို့ပြန်ပြီးတော့ control လုပ်မယ်ဘလို့ပြန်ဖာထေးမလဲဘလို့ပြန်စုစည်းမလဲဆိုတာကိုလုပ်ဖို့အတွက်ဝန်ကြီးတွေအကုန်လုံးပြန်ခေါ်တာ အဲ့ဒီဝန်ကြီးတွေအားလုံးဒီဥတိုင်းသားခေါင်းဆောင်များနဲ့အကုန်လိုက်တွေ့ပြီးဒီဥစ္စာတွေအသိစိတ်ဆွေးနွေးညှိနှိုင်းထားပြီးသားလဲရှိနေတော့ပြီးစုပေါင်းဥဆောင်မှုတွေဖြစ်လာဖို့လဲလိုအပ်နေပြီးဆိုတာကို ပြည်သူကိုမိမောက်ထုတ်တင်ပြလိုက်ရပါတယ်။လာမယ့်စနေနေ့မှာ ပြုလုပ်မယ့်နိုဝင်ဘာလ၁ရက်နေ့လန်ဒန်မြို့မှာပြုလုပ်တဲ့ကချင် relief fund ရဲ့အမုန်းတို့ရဲ့ကချင်အစိုးတော်များရဲ့ဂီတဖြိုပြီးပွဲကိုလက်မှတ်များဝယ်ပြီးအားပေးကြစီခြင်းပါတယ်။ ကချင် relief fund ကလုပ်တာပါကချင်ပြည်သူများအတွက် fundraiser ရမုံငွေရှာဖွေပွဲပါအဲ့ဒီအဲ့ဒီဂီတဖြောပွေပွဲကနေရရှိလာမဲ့ငွေကြေးများကိုကချင်ပြည်နယ်ကိုသွားမှာပါနော်ကချင်အဖွဲ့အစည်းကနေလုပ်တာပါကချင် relief fund ကနေလုပ်တာပါအဲ့တော့ဒီကချင်အစိုးရများနဲ့ကချင်အစားတောင်းများရောင်းချမှာဖြစ်ပါတယ်အဲ့တော့လက်လက်လက်မှတ်မှဝယ်ယူဖို့အားနည်းနေသေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့မှာကျွန်တော်တို့ပဲရှိပါတယ် အဲ့တော့ UK ရောက်ညီကိုမောင်နှမများလန်ဒန်ရောက်ညီကိုမောင်နှမများလက်မှတ်တစ်ဆောင်မှာပေါင်40ပဲကျတာပါကျွန်တော်ကိုယ်တိုင်လက်ဆောင်ဝယ်ထားပြီးသားပါအဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းသွားကြည့်မှာပါအဲ့တော့လာရောက်ပြီးတော့အားပေးကြစီခြင်းနဲ့ ကျွန်တော်တို့ကတိုင်းရင်းသားတွေကိုကိုကျင်းစာတယ်ကျွန်တော်တို့ကဖက်ဒရယ်ကဘာဖြစ်တယ်ငါတို့ကဗမာလူမျိုးကြီးဝါဒမဟုတ်ဘူးပြောနေရဗဇက်နဲ့ပြောနေတာမဟုတ်ပဲတိုင်းရင်းသားတွေလိုအပ်ချက်ကချင်ပြည်နယ်ရဲ့လိုအပ်ချက်ကချင်စစ်ပေးဆောင်များရဲ့လိုအပ်ချက်များတွေလန်ဒန်မှာရှိတဲ့ကချင်အဖွဲ့အစည်းကနေပြုလုပ်တဲ့ကချင် relief fund ကနေပြုလုပ်တဲ့ဂီတဖျော်ပြပွဲအမုံတို့တချင်းဆိုမယ်အစိုးရ၃ရောက်တချင်းဆိုမယ်တချောက်တချင်းတချင်းရိုးရအကတွေပါမယ်ပြီးတော့တချင်းအစားအသောက်တွေလည်းရောင်းချမှာဖြစ်တာဖြစ်တဲ့အတွက် လန်ဒန်လန်ဒန်မှာရှိတဲ့ green green food လန်ဒန်အနောက်ပိုင်းမှာရှိတဲ့ green food town hall မှာညနေ9:00နိုင်ရနေည9:00နိုင်အထိလုံးမဲ့ဂီတဖြိုပြီးပဲလက်မှတ်များကိုဝယ်ယူအားပေးကြပါလို့လည်းအထူးတိုက်စုံနှိုးဆော်လိုက်ရပါတယ်အားပေးကြပါခင်ဗျာဘာကြောင့်လဲကျွန်တော်တို့မှာကျွန်တော်တို့ပဲရှိတယ် ကျွန်တော်တို့ဒီအချင်းချင်းလက်ညှိုးထိုးနေတဲ့အဖြစ်ပြောနေကြမယ်အချိန်မဟုတ်ဘူး။ဘာကြောက်လဲဘယ်သူမှဘာလို့မှဘယ်သူမှမသိဘူး။ကျွန်တော်တို့ဒီဆရာမရှိဘူး။အားလုံးဒီဆရာပဲ။ကျွန်တော်တို့ဒီအားလုံးဒီတပည့်ပဲ။ကျွန်တော်တို့ဒီစုပေါင်းအားနဲ့သွားနေတာ။ကျွန်တော်တို့ဒီနှမ်းတစည်းပါနှမ်းနှမ်းတစည်းပါမှာပါဝင်ဖို့လိုတယ်။အခုဒီ Kitchen Relief Fan ကပြုလုပ်မဲ့ကိစ္စဒီဘယ်သူမှဂျားခံလောက်တာမဟုတ်ဘူး။เนาะသူတို့အဖွဲ့အစည်းကနေသူတို့လူမျိုးတိုင်းသားတွေကလောက်တာဖြစ်တဲ့အတွက်သူတို့နေရာကိုပဲဒါရိုက်ရောက်သွားမှာ။အဲ့တော့ကျွန်တော်တို့ဒီဒီတိုင်းသားများကို ဒီဒီပံ့ပိုးပေးတယ်အထူးတကားရှိနေတယ်ရက်တည်နေတာကိုပြဖို့ဖြစ်တဲ့အတွက်ကချင်အဖွဲ့စီရတယ်လှုပ်ခဲပါတယ်အဲ့တော့ကချင် relief fund အဖွဲ့ကနေပြုလုပ်သောရံပုံငွေဂီတဖြောပြီးပေးပါတိုင်ရာတန်ကြီးပါအလဲကားရံပုံငွေတောင်းတာမဟုတ်ပါဘူးတချင်းနဲ့ဖြီးပြောမှာပါအဲ့ဒီအစိုးရ3ယောက်ပေါ့နော်ကချင်အစိုးရ3ယောက်ရဲ့တချင်းနဲ့ဂီတဖြူပြီးပွဲကိုလက်မှတ်များဝယ်ယူအားပေးကြပါလက်မှတ်တွေရောင်းနေတာအားနေနေတာ ဖြစ်တဲ့အတွက် ဝင်ရောက်ကူညီပေးကြပါလန်ဒန်မြို့မှာရှိတဲ့ညီကုံများ UK နိုင်ငံတလွှားလုံးမှာရှိတဲ့စနေနေ့ဖြစ်ပါတယ်နေရနေလာကြည့်ပြီးတော့ညပေးကြရင်ကားမောင်းပြီးပြန်လို့ရပါတယ်လာရောက်အားပေးကြစီခြင်းပါတယ်အထူးတိုက်တွန်းနှိုးဆော်ရပါတယ်ကျွန်တော်ကိုယ်တိုင်လာကြည့်ပါပါနော်အဓိကကတော့ဂီတဖြုတ်ပြီးပဲဖြစ်မယ်မိတ်ဆွေတင်ငယ်ချင်းတွေနဲ့တွေ့ရမယ်နော်တိုင်းရင်းသားအစားအသောက်တွေစားဖြစ်မယ်ကျွန်တော်တို့ရဲ့ပင်ပန်းနေတဲ့ဒီအလုတ်ချိန်တွေနဲ့နားရက်လေးမှာ ကိုကိုရဲ့ခင်မင်ရသောဆွေမျိုးသားချင်းများညီကုံမောင်နှမများမိတ်ဆွေများမြမနွေပွားများနဲ့တွေ့ဆုံစကားပြောလပိတ်ချမ်းလေးတောက်ပြီးကော်ဖီလေးတောက်ပြီးတော့တော့ဒါဒီပစ်ကနစ်တွေ့တဲ့ပုံစံနဲ့အဲ့လိုမျိုးစိတ်သက်လေးတွေနဲ့လာလို့လည်းရပါတယ်။ဘာလို့လဲကျွန်တော်တို့အချင်းချင်းတွေ့ရမယ်မြန်မာလိုပြောမယ်မြန်မာလိုစကားများမိတ်ဆွေတွေတွေ့ကြမယ်စားတောက်ကြမယ်စကားပြောကြမယ်ပြီးတော့သူတို့ဖြေပြောတဲ့တချင်းလေးတွေကိုထိုင်ကြည့်ကြပြီးတော့မြမပြေအလွမ်းပြေလည်းဖြစ်ပါတယ်။ဒါကြောင့်ဒီလက်မှတ်လေးတွေကို

တော့ NUG နဲ့တိုင်းသားကောင်းဆောင်များရဲ့ပူးပေါင်းဆောင်ရွက်မှုကိုကျွန်တော်တို့စောင့်မျှော်နေပါတယ်။မကြခင်လေသတင်းကောင်းတွေကြားရပါလိမ့်မယ်။ NUG နဲ့တိုင်းသားကောင်းဆောင်များဦးဆောင်မှုတွေပေးပါလိမ့်မယ်။ကျွန်တော်တို့မှရွေးချယ်စရာမရှိဘူး။ကျွန်တော်တို့မှကျွန်တော်တို့ပဲရှိတယ်။နော်။အဲ့ဒါတွေအားလုံးကိုတိုင်းသားကောင်းဆောင်အစ်စ်တွေအားလုံးကသိပါတယ်။ကျွန်တော်ပြောချင်တာကပလောင်ကောင်းဆောင်တွေလည်းသိပါတယ်။ဝါကောင်းဆောင်တွေ၊ကိုကန်ကောင်းဆောင်တွေလည်းသိပါတယ်။ဒါတွေကျွန်တော်တို့ရဲ့ပေးထားချက်ပါ။